မင်္ဂလာပါညစီခွာဆောဆောင်မနှုတ်ခွန်းဆက်သားပါရဲအောက်တိုဘာလ6ရက်2025ခုနှစ်တွင်နေ့လာနေငါ့ကိုယုံကြည်၍သက်ရှင်သောသူရှိသူများတို့သည်လည်းတင်ချင်းနှင့်အစင်မပြတ်ကင်းလို့ကြလိမ့်မည်ရှောခရွေချက်ခန်းချီ7ခန်းရဲ့26ခေါင်းရှင်ကထာဝရတင်ချင်းနှင့်ဝေးမိအကြောင်း ညံပြန်နေနိုင်နိုင်နာမျိုးတို့ကြောက်တော်မူရတပည့်တော်များနှင့်လူရှုဝေးပေါင်းတို့သည်နောက်ထိုးထိုးလိုက်ကြ၏မြို့တကားနီးသို့ရောက်သောအခါမွန်ဆူမား၌တယောက်ထီသောသားအသေးကောင်ကိုတကြွချင်းကထုတ်သား၍မြို့သူမြို့သားတို့သည်လိုက်ကြ၏ ။ခင်ဖျားသည်ထုံမိမကုန်မြင်လေတနာချင်းစိတ်တော်ရှိ၍မငိုနီးဟုမိန်တော်မူလျက်အနည်းသို့ကြ၍တလားကိုလည်းနေတူတော်မူသဖြင့်ထားသောသူတို့သည်ရံ့၍နေကြ၏။ကိုရောကလည်းအချင်းလူလင်ထလော့တိအားကအမင်းရှိသည်ဟုမိန်တော်မူလျက်တည်သောသူသည် ထား၍စကားပြော၏။ကိုရောသည်လည်းထိုသူကိုမိခင်အားအပ်ပေးတော်မူ၏။ ရှင်လူကခရီးကျန်ခန်းကြီးခုနှစ်ခန်းငယ်35နှုတ်ကပတ်တော်မှလာတော့သခင်ရှင်ပြုတော်မူသည့်နမိတ်လက္ခဏာဖြစ်ပါ၏အလိုအပ်အောပွဲကိစ္စပါတည်သူကိုရှင်ရှင်သော တကူကို သခင်ကဖော်ပြပါသည်သခင်ယေရှုကတမန်ကျမ်းစာ၌ဖော်ပြခြင်းအရလူသုံးဦးကိုရှင်ပြန်ထမြောက်စေခဲ့ပါသည်ယင်းတို့မှာတင့်တရားစီရင်မှုရာအီရီသမီးနှင့်နာအီနာမျိုးမမုံရှုမိုက်သား 3. ဖိတနိမြို့မှမာရိမာသာရိုမောင်လာရှင်လိုဖြစ်ကြပါသည်3ချိန်3ခါတော့မှာဖြစ်ပါသည် ထို့အကြောင်းကအလိုအပ်အဝယ်ဖြစ်ပါ၏တေလုံသောသူကိုဘယ်လူသားကမှရှင်ပြန်ထမြောက်မဆွမ်းနိုင်ပါငယ်စဉ်ကဖတ်ပူသောဝိထုဆောင်တုံးရှိပါ၏ခေါင်းစဉ်ဆောင်နာမည်ကတေသောသူသည်တုံးတန်သူသွားသည်ဟဲ့ မှန်တာပဲလေတည်ပြီးရင်ပြန်မရှင်နိုင်တာသင်ကြပါ၏သို့တော့သခင်ယေရှုကထိုနိယာမတရားကိုကြော်လွန်၍နမိတ်လက္ခဏာကိုဖော်ပြပါသည်ယာယီရူ၏သမီးကို ရှင်စေသောသူမုံဆုမသားကိုရှင်စေသောသူလာရှုကိုရှင်စေသောသူကိုကျွန်တော်တို့ကိုးကွယ်ပါသည်ရှင်သာခွေကိုကျွန်တော်တို့ရထိုက်ပါသည်ဖျားသခင်သားတို့ကိုယုံကြည်သောသူပေါင်းတို့သည်ပြည့်စင်ခြင်းတည်ခြင်းတို့မရောက်ရပါ သာရပြားဤခရီးတော်ရှိပါသည်သာရသက်ကိုရရှိခြင်းကမိမိ၌တမာရီသောသားတော်ကိုရှင်၍ကဲတင်တော်မူပါ၏ ထိုဘုရားရဲ့မေတ္တာတော်ကိုလက်ခံရပါမည်။ထာဝရတက်ကိုသခင်ယေရှုအားဖြင့်သင်တို့ကျွန်ုပ်ရောက်ဖို့ဖြစ်ပါသည်။ထိုနှုတ်ကပတ်တော်ကိုနှလုံးမှဆွဲထင်၍ယုံကြည်လျှင်သင်ခြင်းနှင့်ကင်းဝေးရပါမည်။ဖျားခင်တရားတော်မှမွေးလို့ချပါရှု။ခိတာခဏတော်လောကအရာကိုသာမျက်မှောက်မပြုဘဲကောင်းကင်ဘန္တာကိုအယားယူရအောင်။သခင်ယေရှု၏ခြင်းရှိတော်ကိုတည်မှတ်၍ တခင်ညွန်ပြတော့လမ်းကျဉ်တို့ဝင်၍အသက်ရှင်ခြင်းကိုရွေးချယ်ကြဖို့နှိုးဆော်ပါ၏အားလုံးဖျားခင်ကောင်းချီးပေးပါစေ